စနစ်တောင်နိုင်ငံကုံဆောင်ခဲ့ပြီးရင်နောက်အခုလိုတည့်ရလှပစွာ MMA ဂျိုးဝိုင်းကိုနှုတ်ဆက်လိုက်တဲ့အောင်လပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပြီးခဲ့တဲ့ဆယ်စုနှစ်တခုလုံးမြန်မာနိုင်ငံရဲ့အားကစားကဏ္ဍမှာအွန်လိုင်းအဆန်းဆိုတဲ့နာမည်ကမျောလင်းချက်ဂုံယူမှုတွေနဲ့အတူတူရှင်သန်နေခဲ့တာပါ။အခုတော့အဒီခေတ်တခေတ်ကိုဦးဆောင်ခဲ့တဲ့ကျမတို့ရဲ့သူရဲကောင်းကနိုင်ငံကုံကိုစနစ်တောင်တာဝန်ကြီးပေါ်စွာထမ်းဆောင်ခဲ့ပြီးရင်နောက် MMA ဂျိုးဝိုင်းကိုအနိုင်ပွဲနဲ့တူတည့်ရလှပစွာနဲ့နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကခင်တခင်ရဲ့အဆုံးသတ်ဖြစ်တယ်လို့ကနဝင်တယောက်ရဲ့ပြည်ပြည်ဆောင်တဲ့ဇက်သိန်းတစ်ခုလည်းဖြစ်ခဲ့ပါဗျ။အောင်လာရဲ့ဒီနောက်ဆုံးပွဲကသူ့ရဲ့ဆယ်နှစ်တာခရီးလမ်းတစ်ခုလုံးကိုပုံဖော်နေတယ်လို့ပါပဲ။အရာအလုံးကခန်းနာထေဝါပြီးတော့သူ့ရဲ့ပရိသတ်တွေပေါ်မှာထားရင်မြစ်တာကိုထင်ရစေခဲ့တာပါ။သူကအနားယူတော့မယ်လို့ဆုံးဖြတ်ထားပေမဲ့သူ့ရဲ့အဆုံးသတ်ကိုအရှုံးနဲ့မဖြစ်စေခြင်းခဲ့ပါဘူး။သူကအမြဲတမ်းအားပေးခဲ့တဲ့မြန်မာပရိသတ်တွေကိုနောက်ဆုံးအနေနဲ့ဂျေနက်ဆရာကောင်းတဲ့နိုင်ပွဲတစ်ပွဲလက်ဆောင်ပေးခြင်းခဲ့တာဖြစ်တယ်လို့ပွဲအပြီးမှာပြောခဲ့တဲ့သူ့ရဲ့စကားကဒီပွဲရဲ့အဓိက တော့ချက်ပါပဲဒီစနေတာကာလအတွင်းမှာအောင်လကမြန်မာနိုင်ငံအတွက်သမိုင်းဝင်အောင်မြင်မှုတွေများစွာကိုယူဆောင်ပေးခဲ့ပါတယ်နိုင်ငံတကာမှာမြန်မာအလံကိုလွှင့်ထူခဲ့ပြီးတော့ဝမ်ချန်ပီယံရှစ်ရဲ့ကမ္ဘာချန်ပီယံကပတ်ကိုတခုမကဝေတန်းနှစ်ခုမှာပါသိမ့်ပိုက်ပြခဲ့တာပါကမ္ဘာချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့တဲ့သူ့ရဲ့အောင်မြင်မှုကမြန်မာလူငယ်တွေအတွက်အိမ်မက်တွေကိုအသက်ဝင်စေခဲ့ပြီးတော့နိုင်ငံအတွက်ဂုဏ်ယူစရာအမှတ်တရပေါင်းများစွာကိုဖန်တီးပေးခဲ့ပါတယ်အခုသူ့ရဲ့နောက်ဆုံးပွဲစဉ်မှာတော့အဲ့ဒီအောင်မြင်မှုတွေကိုပြန်လည်အမှတ်ရစေမယ့်လက်စွမ်းမျိုးကိုပြ က်တာတွားခဲ့ပါတယ်။နာမည်ကြီးဆွေတင်ဖိုင်တာကိုဒုတိယအချိန်မှာပဲအပြတ်အသတ်အနိုင်ယူပြခဲ့ရကဒဘောင်းမစ်ဖိုင်တန်ဆိုတဲ့အရှိန်အဝါကကြာစင်းမသွားသေးဘူးဆိုတာကိုသက်သေပြလိုက်တာပါ။ဒီလိုခမ်းနားတဲ့ပွဲရဲ့အထူးခြားဆုံးအခိုက်အတန့်ကတော့မြန်မာရော့ဂီတာရဲ့ခန့်နဝင် ဖြစ်သူအစိုးရကြီးလေးဖြူကိုယ်တိုင်ကအောင်လာရဲ့အဝင်သချင်းဖြစ်တဲ့အမဲလိုက်အကကိုလိုက်တီဆိုပြီးတော့အကုန်ပြုခဲ့ရပါပဲ။တာဟာမြန်မာခန့်နဝင်သူရဲကောင်းတယောက်ကိုနောက်ထပ်ခန့်နဝင်တယောက်ကလေးစားစွာအကုန်ပြုလိုက်တဲ့မြင်ကွင်းဖြစ်ပြီးတော့အောင်လာရဲ့နောက်ဆုံးခရီးကိုဘယ် တော့မမေ့နိုင်မှာမဟုတ်တဲ့အမတ်တရားတစ်ခုအဖြစ်နဲ့ခန်းနားစေခဲ့ပါတယ်။ပွဲပြင်းမှာတော့အောင်လာကသူ့ရဲ့နှုတ်ဆက်စကားမှာပရိသတ်တွေကိုကျေးဇူးတင်စကားဆိုခဲ့သလို မြန်မာပြည်သူတွေအတက်လဲဝန်းနေခြင်းကြောင့်မဟုတ်ပဲဆယ်နှစ်တာခီကိုအောင်မြင်စွာဖျက်ဆီးပြီးတော့ပြည်သက်တွေကိုဂရီတည်နိုင်ခဲ့တဲ့အတွက်အခြေအနေချင်းရဲ့အမျက်ရည်တွေဖြစ်တယ်ဆိုတာကျမတို့အားလုံးသိမြင်နိုင်ခဲ့ပါတယ်။အောင်လာတယောက်ကျိုးဝိုင်းထဲမှာတိုက်ခိုက်နေရကိုထပ်မြင်တွေ့ရတော့မှမဟုတ်ပေမဲ့သူ့ရဲ့သမိုင်း၊သူ့ပေးခဲ့တဲ့စိတ်ဓာတ်ခွန်အားနဲ့သူ့ရဲ့အမတ်တရားတွေကတော့မြန်မာပြည်သက်တွေရဲ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေတော့မှာပါ။အောင်လာဟာအာမန် MMA ကစားသမားတယောက်မျှတာမဟုတ်ပါဘူး။နိုင်ငံရဲ့ချားမှာရုန်းကန်နေတဲ့မြန်မာလူငယ်တွေအတွက်မျှော်လင့်ချက်ရဲ့တင်ကြေးတာ စ조사ရင်ဘာမစိုးဖြစ်နိုင်တယ်ဆိုတဲ့သက်တေတစ်ခုပဲဖြစ်ပါတယ်။သူရဲ့조사အထုံးမှုတွေရဲ့ရလက်အဖြစ်ဝမ်ချန်ပီယံရှိရဲ့ middleweight နဲ့ light heavyweight တန်းနှစ်ခုလုံးမှာကမ္ဘာချန်ပီယံကပတ်နှစ်ခုစလုံးကိုတပြိုင်တည်းတည်းသိမ့်ပိုက်ပြခဲ့ခြင်းမှာတော့မြန်မာတနိုင်ငံလုံးရဲ့ဂုဏ်ကိုအမြင့်ဆုံးဆွဲတင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီကပတ်တွေကအောင်လားတယောက်ထည့်ရဲ့အောင်မြင်မှုမဟုတ်ပဲမြန်မာပြည်သက်တဦးချင်းစီရဲ့ရှင်ထဲမှာဂုဏ်ယူဝင်ကြွားမှုတွေနဲ့အတူထာဝရရှိနေမှာပါ။ဒီစေစုနေ့တစ်ခုအတွင်းမှာအောင်လားကမြန်မာပြည်သက်တွေအတွက်တော့အားကြအတူယူစရာမ ျော်လင်းအားကိုးရာသူရဲကောင်းတယောက်ပါပဲပရိသတ်တို့အနေနဲ့ရောဒီစနစ်တာကာလအတွင်းမှာအောင်လာကကိုအတွက်ဘယ်လိုမျိုးစိတ်ဓာတ်ခွန်အားတွေဖြစ်စေခဲ့တယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ကြပါဦးနော်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်